ရှမ်းပြည်မြောက်ပိုင်းမှာဒီတိုက်ပွဲတွေအပြင်လေချောင်းကနေဘုံကျဲတိုက်ခိုက်တာတွေနဲ့ဒီလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကလည်းဇက်တိုက်လုပ်နေပါတယ်။အရက်သားတွေနေတဲ့ရက်ရွာတွေကိုဥတီပြီးတော့စစ်ကောင်စီတပ်ကတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်တယ်လို့ဆိုကြပါတယ်။ဒီကနေ့မနက်အစောပိုင်းမှာဆိုရင်လည်းဒီကြောက်မဲမြို့တဲကိုစစ်တပ်ကအာ ထပ်ပြီးတော့လေချောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာကြောင့်အရက်သားတစ်ယောက်သေဆုံးပြီးတော့နှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဒီလေချောင်းဘုံကျဲတက်ခိုက်မှုထဲမှာအရက်သားအမျိုးသမီးတစ်ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်အမျိုးသား၂ယောက်ကတော့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့တအန်းအမျိုးသမီးအဖွဲ့ TWO ပြီးလို့ရှိရင်ဒီတအန်းတပ်ပေါ့နော် TNL တို့ကထုတ်ပြန်ထားပါတယ်ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာဆိုရင်အသက်16နှစ်အောက်အမျိုးသား၁ယောက်အပြင်အသက်16နှစ်အရွယ်၁ယောက်လည်းပါတယ်လို့ TWO ကဆိုပါတယ်လူနေအိမ်နှလုံးလဲထိမှန်ပျက်စီးသွားခဲ့တယ်လို့တန်းတက် TNL ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။စစ်ကောင်စီကအပြစ်ရက်ကာလအတွင်းမှာဒီလေချောင်းတိုက ်ခိုက်မှုတွေကိုဇက်တိုက်လုံနေတာဒီနေ့အချိန်ထိပါစကိုင်းငလင်လှုပ်ခတ်ပြီးတဲ့နောက်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလှုပ်ဖို့ဆိုပြီးတော့မတ်လနောက်ဆုံးအပတ်ကနေဂျွန်လကုန်အထိစစ်ကောင်စီတက်ရောတိုင်းသားလက်နက်ကိုင်အဖွဲ့တွေရော အပြစ်ရက်ကာလကိုထတ်တိုးခဲ့ကြပါတယ်ဒီလိုမျိုးထတ်တိုးထားတဲ့ကာလမှာပဲစစ်တပ်ကနိုင်ငံတဝန်းလေချောင်းတိုက်ခိုက်မှုအကြိမ်ကြီးပေါင်း622ကြိမ်လုပ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့ခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတ ယ်ဒီလေကြောင်းတိုက်ခိုက်မှုတဲမှာတော့ဒီပြည်သူပေါင်း900တယောက်သေဆုံးခဲ့ပြီးတော့လူဦးရေ1059ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်